foldable phone တွေကပြင်ဖို့ကောင်းနေပြီလို့ထင်လားကျွန်တော်လည်းထင်တယ်ဒါမှမဒီနေ့ကျွန်တော် unboxing လုပ်ပေးမယ့် foldable phone ကအဲ့လိုပြင်ဖို့ကောင်းတဲ့ foldable phone တွေတည်းမှာမပေါဘူးဘာ foldable phone လဲဆိုတော့ကျွန်တော်ကိုပုံပါကနေပြီးတော့ပို့ထားတဲ့ oppo ရဲ့ Find and Find ကိုကျွန်တော်ဒီနေ့ unboxing လုပ်ပေးမှာဒီ Find and Find နဲ့အတူသူ့မှာပါလာတဲ့ present အနေနဲ့ပါလာတဲ့ဒီပန်ပေါ့နော် Oppo Pen ရဲ့ဒီ gift box ကိုပါကျွန်တော်ဒီနေ့ unboxing လုပ်ပေးသွားပါမယ် ိုတော့ဒီဟို5 and 5ကလောလောဆယ်ကျွန်တော်သိရတဲ့လောက်음ဒီအရှိတောင်အရှမှာတော့မှပဲစင်ကာပူမှာပဲရောင်းတည်ရလို့သိရတယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်မြန်မာနိုင်ငံမှာရောင်းနေပြီဒီလိုမျိုးဥပပြကိုင်းနေတယ်ဆိုရင်တော့ဒီနေ့ဗီဒီယိုအတွက်ကျွန်တော် review နဲ့ကူညီပေးထားတဲ့ဖုန်းပါ page မှာတွားရောက်မေးမြန်းစုံစမ်းဝယ်ယူအပ်ပြလို့ရပါတယ်3090ဝင်းကျင်လောက်ထိရှိရလို့လည်းသိရပါတယ်ဒါပေမဲ့ဒီဖုန်းက3090နဲ့တကယ်တန်တဲ့ affordable ဖုန်းတစ်လုံးလည်းဖြစ်လာမယ်လို့ကျွန်တော်ကတော့မျှော်လင့်နေပါတော့ဆိုတော့ပြောနေရကြပါတယ်ကျွန်တော် unboxing လေးစလိုက်အောင် ဆိုတော့အရင်ဆုံးဒီ gearbox ကိုအရင်ဖောက်လိုက်တာကောင်းမှထင်တယ်ဒီဟာလေးဖုန်းကိုဖုန်းနဲ့ပန်နဲ့ကိုနောက်မှဖောက်မယ် Oppo Find a accessories ပေါ့နော်ဒီ accessory box အဲဒီ box ထဲမှာ accessory တွေပါလာမယ်ဘာတွေပါလာမလဲတော့မသိဘူးပြပါအော်မလို့ဖောက်ရအားရမှာရပြီ the gift for you တဲ့ဒီမှာဘာလဲဘာလဲဆိုတော့ PU တဲ့ leather magnetic case လေးပါလာမယ်ဒါလည်းဖောက်ကြည့်မယ် Oppo Slim Magnetic Power Bank 5000 mAh ပေါ့နော်ဆိုတော့ဒါလေးလည်းပါလာရပေါ့နော်ဒါလေးကတော့ဖုန်းဘာကိုကျွန်တော်ပြန်မပေးခြင်းဘူးဆိုတော့မပါဘူးလို့ပဲသဘောထားလိုက်ပေါ့နော်စပါဖောက်ပြပါမယ်ပြီးရင် Oppo AirVote 50 watt magnetic charger တဲ့ဒါ wireless charger လေးပါလာတယ်ပေါ့နော်ဆိုတော့ဒီ gigabox ရဲ့မှာဒီ3မျိုးပါလာတယ်အဲ့အပြင်ဒီပန်လည်းပါလာသေးတယ်ဆိုတော့လက်ဆောင်တွေကလည်းမစိုးဘူးဗျတော်လေးတော့ကျန်းတယ်ဆိုတော့လောလောဆယ်အရင်ဆုံးကျွန်တော်ကျွန်တော်ကျွန်တော်ကလိကျင်နေရဲ့ဒီ magnetic power band လေးကိုဝင်ဖောက်ပြမယ် slim magnetic ဆိုတော့လုံးဝပပလေးပဲနေမှာဟိုးတကယ်ကိုပပလေးနဲ့တေးသေးလေးပဲ အရောင်းတော့ငွေရောင်ဗျငွေရောင်မှဘေးနဲ့မှဒီ glossy sand နဲ့အဲဘယ်လိုပြောမလဲ line လေးပေါ့နော် diamond cut out ပုံစံလေးဖြတ်ထားတယ်နောက်ဘက်မှာဒီမှာ magnetic charge on in ပါလာမယ်ပြီးတော့ဘေးနဲ့မှာ type c ပေါက်ပါလာမယ်ဒါပဲဒါရောဘလောက်ဟိုပါလဲပါလဲရောကျွန်တော်မပြောတော့ဘူးပေါ့နော်ဘာလို့ဆိုမိုးချုပ်သွားလိမ့်မယ်ပြီးတော့နောက်ထပ်ဒီမှာ oppo evo 50 watt ပါလာမယ်ဒါရော wireless charger ပေါ့နော်ဟုတ် ဒါလေးပဲဗျဒါပေမဲ့ तू อ่ะ fan မှာပါတယ် fan မှာပါတယ်ဆိုတော့ဟို wireless နဲ့အားသွင်းငါတော့ပြပူတက်တယ်ဗျအဲ့လိုမျိုးပူရဲ့အချိန်မှာ तू fan ကဒီအပူကိုပြန်ပြီးတော့မှုတ်ထုတ်ပေးမယ်ဆိုတော့ so ဒီကောင်လေးဈေးကြည့်ရတယ်ထင်တယ်ဟိုတရာလားမသိဘူးအဲ့လောက်တောင်ရှိရဲ့ဒီဒီကောင်လေးကပြီးတော့ဒီမှာ PU leather magnetic case သူရဲ့ gift တွေကလည်းတကယ် mic တဲ့ဟာတွေပဲထည့်ပေးထားတာပဲ so ဖုန်းတစ်လုံးဝယ်ပြီးရင်ဒါဝယ်လိုက်မယ်ဆိုလို့ရှိရင်ဒီ accessories တွေအကုန်ပါပြီးသားပေါ့နော်ဒါပေမဲ့ဒီကလည်း pre order ကာလမှာပဲပြရတာပါလားတော့မသိဘူးကျွန်တော်လည်းသိချာဒါတော့ဒီအနောက်ဘက်ပဲဗျတွေ့ဒီမှာ magnetic ဟိုနင်းဖြစ်ထားရတဲ့အတွက်ကျွန်တော်ဒီမှာဟာလေအတူလို့ရမယ်ဒီကဘာပါသေးရစက်ကူတွေပါအမှမဟုတ်ပါကန့်နေလို့ လွှမ်းဒီလိုအသွင်းလို့ရမယ်ပြီးရင်ဒီ power band လေးနဲ့မိုက်တယ်ဗောဒီ power band တော့ဟမ်တော့ကွတ်တိ nice ဆိုတော့ဒါလေးရောကျွန်တော်ပြီးမှဆက်ကြည့်မယ်ဗောနော်ပြီးတော့ဒီ oppo pan ပါလာမယ်ပန်ကတော့ကျွန်တော်လေဒီဗီဒီယိုဒီ5 5ထွက်တယ်ထွက်မထွက်ခင်တည်းကသူ့ဒီပန်လက်ဆောင်ပေးမယ်ဆိုတော့တွေ့လိုက်တော့ဒီကောင်လေးက ဒီ fire fight ကပန်ကို support လုပ်တာ support လုပ်ပြီလားဗောနော်ဒါပေမဲ့ bear review မှာထည့်ပြောတာမတွေ့ကြတော့အော်ဒီတိုင်းပဲအလှပန်များပေးရလားထင်တယ်ဒါပေမဲ့ဒီမှာဒီ oppo ပန်လေးပါလာမယ်ဒီတိုင်းအလှပေးလိုက်အလှပန်ရိုးပန်ပုံစံ luxury ပန်ပုံစံလို့ပဲထင်တာဒါပေမဲ့မဟုတ်ဘူးဗျဟဲ့ဟာဟောဒါဒီပြန်မကနည်းနည်းဒါတော့နော် ဒီလို Samsung တော့မှာအထဲမထည့်နိုင်သေးဘူးဆိုတော့ဒါအသွင်းနဲ့ dock ဒီမှာလိုတက်ထားလိုက်အသွင်းမှာ okay ဆိုပါခုထိတော့အကုန်လုံးကတော့မိုက်နေသေးတယ်သဘောကျစရာတွေများနေသေးတယ်ဆိုတော့ fine and fine ကိုစပြီးတော့ဖောက်ပါပြီဒီဖုန်းကဘာလို့ပြင်းစရာမကောင်းလဲဆိုတဲ့ဟာတွေကိုကျွန်တော်တစ်ခုချင်းစီပြောပြမယ် ဒီမှာ this product is foldable phone and flexible display to avoid damaging screen နဲ့ဟိုဒီ foldable phone တွေအဓိကဘယ်လိုပြောရမလဲတက်တနာတကူကသူ့ရဲ့ဒီအပေါ်ဘက်ကကျွန်တော် screen protector ဟိုခွာလို့မရဘူးအဲ့ဒါလေးကနည်းနည်းအရေးကြီးရယ်ပေါ့နော်တကယ်လို့ကိုက foldable phone ခြင်နေတူဆိုရင်အဲ့ဒါလေးကိုတစ်ချက်သတိထားရမယ်ဒါစကားလမ်းကြုံလို့ပြောပြလိုက်တာပေါ့နော်ဆိုတော့ဘယ်တော့ပါတယ်ဟာတကယ် သူတို့စာအုပ်ပုံစံခေါဖုန်းနေထဲမှာအပားဆုံးဆိုပြီးတော့ကြွေးကြော်ထားတဲ့အတိုင်းပဲတော်တော်လေးတော့ပါတယ်8.93 mm လားပဲရှိတယ်ပြီးတော့ကျွန်တော်ဒီမှာအားသွင်းဖို့အတွက် Super Voltage 80 watt ပါလာမယ်ဒီထဲမှာတော့ထုံးစံအတိုင်းပဲကျွန်တော်တို့ကြိုးပါလာမယ် Manual Guide တွေပါလာမယ်ဟောနောက်ထပ်ဒီမှာ Cover တစ်ခုပါသေးတယ်ဒါ Magnetic မဟုတ်ဘူးဗျဟုတ်တယ်ဒီက Magnetic မဟုတ်ဘူးဒီရာလေးမှ Magnetic ဆိုတော့ နည်းနည်းအဲ့လေးရောနော်တမျိုးတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီဖုန်းကအဖြူရောင်လေးဆိုတော့အဖြူရောင်ကာဗာတက်ကင်ကျင်နေဆိုရင်ကျွန်တော်တို့မဂနက်တစ်သုံးလို့မရဘူးအဲ့လေးရောနန်ဆန့်ဖြစ်တယ်မလို့ဆော့ဆွဲလိုက်မယ်ဒီတိုင်းလေးပဲထုတ်ကြည့်မယ်ဗျာဟိုပြူးနေဆိုတော့နောက်ဝဲတူလေကောင်းကောင်းလေးခံအောင်ဒါပေမဲ့အဲ့လိုပြောမှာပဲ ပြဲမှာဆုပ်စိတ်ပူပြီးတော့ဒီကနေပဲကန်လိုက်ပါတော့မပြဲအောင်တခြားလေးခွဲပြပါတယ်โอเคဒီနောက်ကျောဘက်ကဖဲသားပုံစံတခြားနဲ့တမျိုးတော့တမျိုးပဲဘေးနားတိုက်တယ်နီယံဖရိတ် ပန်းတာတော့ဒီလိုမျိုးကင်ထားပြီဆိုရင်ပပလေးပဲခေါက်လိုက်ပြီဆိုရင်ရောခေါက်လိုက်ပြီဆိုရင်လည်းပုံမှန်ကျွန်တော်ရဲ့ဒီ S25 Extra ပေါ့နော်ဒါလေးနဲ့တစ်ချက်ရှင်းကြည့်လိုက်โอเคสวัสดีมาดีมาตึกตองบ่กอวออืม ပါတာကတော့တကယ်ကိုပပလေးမှာပပလေးပဲသူလက်ထဲမှာကင်ရတဲ့ဟာလေလေအရင်ကြီးဟိုစီစီပန်ပန်ဖြစ်ပြီးတော့လေးပင်နဲ့မျိုးမရှိဘူးပေါ့ပေါ့ပပလေးနဲ့ကင်ရတဲ့ hand feel လေးတော့တော်တော်မိုက်တယ်ပြီးတော့ဒီလိုမျိုးပါဝါတဲ့အတွက်ကျွန်တော်တို့ဒီ cover ရဲ့ဘာတွေတက်မယ်ဆိုရင်တော့မှာပဲဘောင်းမီတဲထဲနေရာမှာအဆင်ပြေရေပေါ့နော်ဆိုတော့ပြီးတော့ဒီနောက်ပါကင်မရာကတော့ ၃လုံး၃လုံးမှာဒီမှာ cycle ရှိနေပဲကင်မရာဘန်းကတော့ထုံးစံတိုင်းပေါ့နော် flash ship phone လေးဖြစ်တယ် foldable phone လေးဖြစ်တယ်ဆိုတော့ဒီမှာနည်းနည်းလေးရောထွက်တယ်ဘာပဲမဲ့သူဒီ USB C ပေါက်ကို symmetrical ကြောက်အောင်လုပ်ပေးထားတယ် speaker ပေါက်တွေကို symmetrical ကြောက်အောင်လုပ်ပေးထားတယ် Oppo ကတော့ design ဘက်မှာဘာမှ complain တက်ဆရာမရှိဘူးတော်တော်တက်တက်ရရဲ့နဲ့လုပ်ပေးထားတယ်ပေါ့နော်ဒါဒီဘေးဘက်မှာ Oppo ဆိုရယ်စာလေးပိုင်တော့ပုံမှန်မြန်တိုင်းမှာဘာစာမှမပေါဘူး Titanium frame လို့သိရတယ် ဒီဒီ slider လေးကိုလည်းသူရအောင်ထည့်ပေးထားတယ်။ button တွေအကုန်လုံးက symmetrical ကြရယ်ဆိုတော့ design ဘက်မှာလေဘယ်လိုပြောမလဲ flagship phone တစ်လုံးဈေးလည်းအရန်ကြီးတယ်လို့ဟိုသူတေတေတက်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 ရရကိုလုပ်ပေးထားမှသိတာရယ်။နောက်ပြီးတော့ဒီ power ကိုလုပ်ပေးထားတဲ့ချက်ကိုလည်း appreciate ဖြစ်တယ်ပေါ့နော်။ပြီးတော့ဒီ down မှာဒီ down လေးကသူ display ကိုဒီ rounded edge design ပုံစံလုပ်လိုက်တယ်။ဒါပေမဲ့ဒီခောက်တဲ့နေရာလေးကတော့နည်းနည်းလေးဘယ်လိုပြောမလဲခောက်တဲ့နေရာမှာပေါ့နော်။ဒီ down လေးမှာကျတော့ဒီမှာဒီ frame လေးနည်းနည်းအပေါ်အောက်မှာပုံနေရာလေးသတိထားမိတယ်။ ဒါလေးပါသူကိုေးလိုက်ရင်တော့ပိုလှမယ်ဗောနော်မဟုတ်ပဲဒီအခုက friend ရဲ့ nail လေးတက်တက်လေးဖြစ်သွား fine and နဲ့စတော့တက်လာပါပြီလက်ထဲမှာကိုင်းရတကယ်မိုက်တာပဲဆိုကျွန်တော် setup တစ်ချက်လုပ်ကြည့်လိုက်မယ် a few minutes later okay bb လာကြပဲအနောက်ကတော့ မိုက်တယ်ဗျာကျွန်တော်တော်တော်လေးသဘောကျလာအဲ့လောက်ထိရောမထင်တာဘူးပြင်းဖို့မကောင်းတဲ့ဖုန်းကျွန်တော်ပြောစရာရှိမယ်ဖုန်းတစ်လုံးလိုပဲထင်တာဒါပေမဲ့ဟိုစပြီးတော့ဖောက်ကြည့်လိုက်တဲ့အချိန်မှာမြင်ရတဲ့ဟွန်း impression တော်တော်လေးမိုက်တယ်ဒါတော့အပိုးရထုံးစံတာကျွန်တော်ဒီမှာအနည်းဖြစ်နေမှာဆိုလို့ flicker ထားနေမှာဆိုလို့ကျွန်တော်ဟိုဟာလေးလုတ်ပေးလိုက်မယ် dev mode လေးပြောင်းပေးလိုက်မယ် okay ဒီမှာကျွန်တော်ဒီ adaptive tone တွေပါနေဖွင့်လို့လည်းရတယ်ဟွန်း secondary refresh ကနှစ်ခုလုံးအဒီအတွင်းရောပြန်120 hz နဲ့လာမယ်ဗီဒီယို color boost ဘာညာ image sharpener ဆို display ကဒီအရှိတ်ဘက် display လဲဘာမှပြောနေစရာမရှိဘူးအတွင်းဘက်ကတစ်ချက်ကြည့်ကြည့်အောင်မြင်ရတာတော့မသိဘူးလောလောဆယ်ကျွန်တော်ကြည့်ရတဲ့လောက်က crease ကတော်တော်လေးနေတယ် crease ဆိုတာဒီအလဲမှာခောက်လိုက်တဲ့နေရာမှာကျွန်တော်အထင်းနဲ့အစင်းချောင်းပေါ့နော်အခုကျွန်တော်ကြည့်ရတော့ဆိုရင်ဒီအစင်းချောင်းက မရှိတလောက်ပဲဗျဥဖို့တကယ်ဒီနှစ်ပိုင်းအတွင်းမှာတော်တော်ကြီးတိုးတက်လာရလို့ပြောလို့ရတယ်ဒါကျွန်တော်ဒီမှာ color was 50 15နဲ့ဖြစ်ပြီးသား software update ပါညာတော့လောက်အောင်မထင်ねပြီး performance တွက်ကလည်းဒီ snapdragon 8 elite မိုဘိုင်းကိုတုံးထားတယ်ဘက်ထရီက5700 mAh USB battery silicon carbon ဆိုတော့ဘက်ထရီကပပလေးမှာ9600ဟိုသူရအောင်ထည့်ပေးထားတယ်ဒါရော symmetrical symmetrical တော့ဖြစ်တယ် sorry silicon carbon battery ဖြစ်သွားတာကိုကျေးဇူးတင်ရလိမ့်မယ်ဒီအတွင်းဘက် display က8.12 inches ဒါပေမဲ့သူ့ဟာလေးကလေကျွန်တော် mini iPad mini ကိုကင်ရတဲ့ပုံစံ ratio လေးပေါ့နော်ဒီလို ratio လေးဖြစ်သွားတယ်ဆိုတော့ video တွေဘာကြီးကြည့်မယ်ဆိုတော့ကျွန်တော်ဒီအပေါ်အောက်တွေတော့ပိုကောင်းပိုလိမ့်မယ်ဒါပေမဲ့ အလုပ်လုပ်မယ်ဆိုရင် split screen ပါညာခွဲသုံးတဲ့နေရာမှာတော့ဒီကောင်လေးပို့မှန်းမယ်အထက်က display resolution က Quad HD အာ 2VG အာ Quad HD ပေါ့နော်အနေ 4HD plus ရပို့တယ်အရှိတ်ဘက်ကတော့ 4HD display ပဲပြီးကင်မရာကင်မရာကတော့50 megapixel ကို tele နဲ့ main sensor နှစ်ခုသုံးထားတယ်ပြီးနောက်ထပ် 8megapixel ultra wide ကိုသုံးထားရဆိုတော့ကင်မရာ3လုံးဆိုတော့ဒီကင်မရာ3လုံးကတော့ hmm flagship phone မှာ8 megapixel ultra wide ဖြစ်တဲ့ဟာတော့ကျွန်တော်သိတော့သဘောမကျဘူးเนาะထည့်ပေးလိုက်ပါလားရဲ့ရော50 megapixel triple camera setup 3မျိုးဆိုတော့ တော်တော်လေးကိုတော့မိုက်တယ်ဗျဆိုတော့ကျွန်တော်ပုံလေးကိုဆန်းကြည့်အောင်အရင်ဆုံးကျွန်တော်ဒီယုံယုံလေးကိုဆိုတော့ဒီမှာကျွန်တော်ဖိုတိုဆန်းရမယ်အော်တက်ဒက်ဖော့ကို0.6 1 2 3 6ပေါ့နော်6ဟို139 mm တိသူရိုက်လို့ရအောင်လုပ်ပေးထားတယ် portrait မှာဆိုရင်3/8ပေါ့နော်3/8ကိုမှသူ85 mm တိရိုက်လို့ရအောင်လုပ်ပေးထားတယ်မဆိုးပါဘူး haptic လည်းမိုက်တယ် color 115ကတော်တော်ကောင်းတာဗျအဲတစ်ချက်ကတော့မချီကျူးပဲမနေနိုင်တော့ တော့1နဲ့ပဲကျွန်တော်ဆွဲလိုက်မယ်ကာလာတော့ vivid ဖြစ်တဲ့ဘက်ကိုနည်းနည်းလေးပိုရောက်တယ်ပေါ့နော်ဟိုနည်းနည်းလေးပူအပြင်မှာမြင်ရအောင်တဲ့ဆူဆူတောက်တောက်ဖြစ်တဲ့အယောင်ဘက်ကိုသွားလိုက်တယ်ဒါပေမဲ့ဒါကတော့လောလောဆယ်ထုံးစံလိုက်မယ်ကျွန်တော်ဒီအခန်းလေးထဲမှာဒီ light တွေနေနဲ့ဆန်းတာဖြစ်တဲ့အတွက်ပုံသေးတော့ပြောလို့မရသေးဘူးဒါပေမဲ့ကျွန်တော်တော်တော်လေးရောဖုန်းကိုကင်ရတာပော့ပြီးရောပါနေရောသဘောကျနေပြီပေါ့နော် ဆိုးပါဦးဒီတေးစက်ကောင်းတယ်ဒါမှဖစ်တာဟိုဟိုဖစ်တာပေါ့နော် Fuji Flint နဲ့တူရယ်ဆိုရယ်ဖစ်တာ၃ခုပါလာတယ်နောက်ပြကျွန်တော်ဒီမှာ Miss G Chloe Dreamy ဆိုရယ်ဖစ်တာလေးလည်းပါလာရယ်ပေါ့နော် main ကလေးကြိုက်မယ်ဖစ်တာမျိုးလေးနည်းနည်းလေးကလာတော့သူ vivid ဖြစ်တဲ့ပုံကိုသွားသိတာပဲဗောနော်အကြောင်းလေးစိုးတောက်ပြစ်လိုက်တယ် ဆိုတော့တခြားဘက်မှာဘာမှအများကြီးတော့ပြောကြံမရှိတော့ဘူးဗျာဘက်ထရီကလည်းကျွန်တော်ပြောပြသွားပြီးစီလီကွန်နဲ့စပီကာလေးတစ်ချက်ဆန်းကြည့်အောင်ဒါ smart smart slider ဟိုတခြား AI feature တွေကတော့ထုံးစံတိုင်းပဲပါလာမယ်ကျွန်တော်ကြိုက်တဲ့ဒီ smart cyber လေးလည်းပါလာမယ် color of 15အကြောင်းတွေကတော့ကျွန်တော်ဗီဒီယိုလေးအများကြီးတက်လုပ်ပြီးပြီဆိုတော့ဒီမှာတော့ထည့်တော့မပြောဘူး AI feature တွေကတော့ကျွန်တော် review ကြမှာပဲထည့်ပြီးတော့ပြောပြသွားမယ်ဆိုတော့ကျွန်တော်ဒီမှာ ringtone လေးတစ်ချက်ဆန်းကြည့်အောင် ကျဲတယ်ကွယ်လမကွယ်အစ်စေပဲအဆင်ပြေတယ်ခုနကကျွန်တော်တခုသိကျင်တာ fingerprint ပေါ့နော်အဲဒီမှာ fingerprint ဖိစံတော့ဆိုတော့ fingerprint ကို enroll လုပ်လိုက်မယ်ပေါ့နော် button လေးထည့်လိုက်မယ်ဟောစောင့်နေရသေးတယ်ဟပ်တိကရမှာဒုတ်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 နေကြာအာ fingerprint ကစိုက်မောက်တဲ့ fingerprint ပဲဆိုတော့ ဒါကတော့ဘာမှအများကြီးအပြောင်းလဲတော့မရှိသေးဘူးတခြား foldable phone တွေလိုမျိုးပဲအဲ့ဘာဒီလောက်ပေါအောင်လုပ်ထားတာဖြစ်တင်ရော်လေလေတကယ် under display fingerprint တွေပါရဆိုရင်ဒီတက်နည်းနည်းပို့ထူသွားနိုင်တယ်ဆို face and lock ကတော့မထဲတော့ပါဘူးโอเคကျွန်တော်ကာဗာလေးတစ်ချက်တက်ကြည့်လိုက်အောင်သူရဲ့ original အမှန်ကတော့အဖြူလေးကြိုက်လို့အဖြူလေးဝယ်ရပါဗျာဒီလို gift box မှာဒီ magnetic နည်းနည်း leather ကနေကာဗာကို ဖြူလေးပေးရင်တော့ပုံမှိုက်တာပေါ့နော်အမဲပေးတော့โอเค ာဝါတက်တောင်အရင်လေဟို forever ဖုန်းကိုကင်တာရလို့မခံစားဘူးအရင်မထူသွားဘူးဒီမှာဒီ power bank လေး power bank လေးโอเคตัวฟิสไซด์ก็ดีเว้ย ဆိုတော့ဒီ Oppo F5 unboxing လေးကတော့ဒီလောက်ပါပဲကျွန်တော် review လေးလုပ်ပေးပါမယ် review လုပ်ပေးမယ်ဆိုတော့လေကိုယ်တိုင်တော်တော်လေးစမ်းကျင်တဲ့ features တွေလည်းများတယ်သဘောလည်းကျတယ်ပေါ့နော်ဆိုတော့အဆုံးထိကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်